ရသဗျာကတမပတိတုတ်တံမှာဟောထားတာရှိတယ်။အကုသိုလ်တွေကိုတားဆီးနိုင်တဲ့ကုသိုလ်စိတ်ဆွမ်းအားပေါ့။အကုသိုလ်တွေကိုတားဆီးနိုင်တဲ့စိတ်ဆွမ်းအား၅မျိုး။အဲဒီစိတ်ဆွမ်းအား၅မျိုးကိုပဲတေခပုဂ္ဂိုလ်တို့ရဲ့အင်အားလို့ရသဗျာကဟောတယ်။တေခပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးတွေလဲလို့ဆိုရင် တမာအာရင်ပြောမယ်ဆိုလို့ရှိရင်သောတာပန်ပုဂ္ဂိုလ်တဂရဂံပုဂ္ဂိုလ်အနာဂံပုဂ္ဂိုလ်ဒါတွေကိုတိခပုဂ္ဂိုလ်လို့ခေါ်တာပဲယဟန္တာဖြစ်သွားပြီဆိုလို့ရှိရင်အတိခပုဂ္ဂိုလ်တိခလို့လည်းခေါ်တယ်အတိခလို့လည်းသုံးတယ်တိခလို့လည်းခေါ်တယ်အတိခလို့လည်းခေါ်တယ်ပေါ့ဒီစကားလုံးဟာတူတူပဲဒါလို့မှတ်အဲ့တော့တိခသို့မဟုတ်တိခဆိုတာဘယ်လိုပုဂ္ဂိုလ်တွေလဲလို့ဆိုရင် မဂ္ဂင်၈ပါးအကျင့်တရားကိုမပြီးဆုံးသေးလို့ဆက်လက်ကျင့်ကြံကြိုးကုပ်အထောက်နေရလုပ်ငန်းမပြီးသေးလို့ကျင့်နေတဲ့ပုဂ္ဂိုလ်တွေကိုသိခပုဂ္ဂိုလ်အင်္ဂလိပ်လိုပြန်ကြတဲ့အခါကျတော့ trainee လို့ပဲပြန်ကြပေါ့နော်ပင်နန်းယူနေတဲ့ပုဂ္ဂိုလ်လေ့ကျင့်နေတဲ့ပုဂ္ဂိုလ်တောတပန်ဆိုတာလည်းအလုံးမပြီးသေးဘူးလေ့ကျင့်နေတာပဲတကရာကံကလည်းမပြီးသေးဘူးလေ့ကျင့်နေအနာဂံဖြစ်တော့လည်းမပြီးသေးဘူးလေ့ကျင့်နေ ရဟန္တာဖြစ်ပြီဆိုတာမှလေးချင်းစရာကုံသွားပြီပြပြစုံသွားပြီဒီလိုပြောတာเนาะအဲ့တော့ရဟန္တာပုဂ္ဂိုလ်ဖြစ်ပြီဆိုတဲ့အခါမှာကတံကရဏီယံလောက်ဆရာတွေလုတ်ပြီးပြီဘုသိတံဗြဟ္မစရိယမဂ္ဂင်၈ပါးအချင်းတရားကိုပြပြစုံအောင်ရှင်းသုံးပြပြီလို့ပြောလို့ရတယ်။ဇန်တဲ့ပုဂ္ဂိုလ်တွေကလောက်ဆရာတွေတန်းလန်းပဲဒီလိုပဲရှိတယ်ပေါ့။အဲ့ဒါလို့လောက်ဆရာတန်းလန်းတဲ့ချင်းကြံအထုတ်နေစေပုဂ္ဂိုလ်တွေဟာ ုရုဇင်တွေရောမပါဘူးလားဆိုတော့အလျော်အားဖြင့်ကုရုဇင်တွေလည်းလုံနေတယ်ဆိုတော့ရှုထောင့်ကကြည့်မယ်ဆိုလို့ရှင်ကုထုဇင်ပုဂ္ဂိုလ်တွေဟာလည်းပဲသီလကိုစောင့်သုံးနေကြတယ်ကမ္မထံဘာဝနာပွားများအထုတ်နေကြတယ်ဒီပုဂ္ဂိုလ်တွေလည်းပဲထဲ့မယ်ဆိုရင်ချက်30ပုဂ္ဂိုလ်လို့ဒီလိုပြောရအောင်ပြောမယ်ဆိုရင်တော့သူတို့ကတကယ် beginner တွေပေါ့အစကလေးပဲရှိသေးတဲ့ပုဂ္ဂိုလ်အဲ့တော့အဲ့လို မြတ်တော်ချင်းကိုကျင့်နေတဲ့ပုဂ္ဂိုလ်တွေမှာအကုသိုလ်တွေမဖြစ်ဖို့အတွက်တားဆီးနိုင်တဲ့စွမ်းအားတွေဆိုတာဘာတွေလဲတိခဗလခုလိုကျင့်သုံးနေထိုင်နေတဲ့အချိန်မှာအကုသိုလ်မဖြစ်အောင်ဟန်တားထားနိုင်တဲ့စွမ်းအားဆိုတာရှိဘယ်ရာပဲဖြစ်ဖြစ်အင်အားကိုအသုံးပြုပြီးတော့ဟန်တားကြရအောင်စွမ်းအားမရှိလို့ရှိရင်ဟန်တားနိုင်စွမ်းမရှိဘူး အကုသိုလ်ဆိုတာဟာလည်းပဲအမတန်မှဖြစ်လွယ်လူတွေရဲ့တန်တာအာတဝါဆိုတဲ့စကလုံးကိုပဲကြည့်အာတဝါဆိုတာအမြဲတမ်းလူတွေရဲ့တန်တာမှာစီးဝင်နေတဲ့တရားလေးဘယ်ကနေစီးဝင်နေဆိုမျက်စိကစီးဝင်နေနားကစီးဝင်နေနှာခေါင်းကစီးဝင်နေလျှာကစီးဝင်နေခန္ဓာကိုယ်ကစီးဝင်နေစိတ်ကစီးဝင်နေလို့ဆိုဒါရ6ပါးကနေပြီးတော့ လောဘတို့ဒိဋ္ဌိတို့မောဟတို့ဆိုတာတွေဟာတတ္တဝရရဲ့တဏ္ဏမှာစီးဝင်နေတဲ့တရားစီးဝင်နေဆိုတဲ့မပြတ်ဖြစ်နေတယ်ဆိုတဲ့အဋ္ဌိပေကိုပြောတာအဲ့တော့အာတဝဆိုတဲ့တရားဟာအမတမအရာကျဲတယ်ဆိုလိုတာကတော့လောဘပေါ့အဓိကကတော့လောဘဟာလူတွေရဲ့တဏ္ဏမှာမပြတ်စီးဝင်တယ်မျက်စိကစီးဝင်နေဆိုတာ မြင်စရာအာယုန်တစ်ခုကိုမြင်လိုက်ရင်နှစ်သက်ချင်တတ်သွားနှစ်သက်စရာအာယုန်ကိုမြင်လို့မျက်စိကမြင်ပြီးတော့လောဘဖြစ်လိုက်ပြီးဆိုရင်ဒါမျက်စိကစီးဝင်တယ်လို့ခေါ်တယ်။နားကနားထောင်ပြီးတော့လောဘဖြစ်လို့ရှိရင်နားကစီးဝင်တယ်လို့ခေါ်တယ်။နှာခေါင်းကအနံ့ရပြီးတော့ထိုအနံ့ပေါ်မှာတွေ့တာမှုတဏှာဖြစ်လို့ရှိရင်ဒါနှာခေါင်းကစီးဝင်တယ် လျာကနေအရသာခံပြီးအရသာပေါ်မှာတက်ပက်တဲ့တဏှာဖြစ်ရင်ဒါလျာကစည်းဝင်တယ်လို့ပြောတာခန္ဓာကိုယ်မှာထိတွေ့လို့ထိုးထိတွေ့ပေါ်မှာตายမမောလို့ရှင်အဲ့ဒါကာယကစည်းဝင်တယ်လို့ဒီလိုပြောတာစိတ်ကူးပြီးတော့လူတွေအားလည်းပဲအတွေးနဲ့ခြေနက်နေတာရှိတယ်အဲ့ဒီအတွေးတွေမှာလောဘဖြစ်နေလို့ရှင်လေဒါမနာကစည်းဝင်တယ်လို့ဒီလိုဓာရ6ပါးကနေပြီးတော့ဒုရီရဲ့တဏ္ဍာမှာ မပြတ်စည်းဝင်နေတဲ့ဒီအကုသိုလ်တရားတွေကိုတားဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးပေါ့မလွယ်ဘူးဆိုတာကိုယ့်ရဲ့နေစဉ်ဘဝကိုပဲကိုချိဟောကိုယ့်ရဲ့နေစဉ်ဘဝကိုကိုချိအမတ်တမဲ့နေရင်စည်းဝင်နေတာဆိုတာမသိဘူးလောဘတွေစည်းဝင်နေတယ်ဆိုတာမသိဘူးတွေ့တာမှုတွေစည်းဝင်နေတာတွေမသိဘူးအဲ့ဒါတွေကိုသိအောင်ဒါကြောင့်မို့ ပฏิဆိုတာထူထောင်啊လောဘကိုလောဘမှန်သိသိလအောင်တံပစင်ညဆိုတဲ့အသိပညာရအောင်တတိနဲ့တံပစင်ညနှစ်ခုနဲ့ပူးတွဲပြီးတော့လေ့ကျင့်ရဒါတွေသိဖို့ရအတွက်အဲ့ဒီပူးတွဲပြီးတော့လေ့ကျင့်တဲ့ဤစနစ်ကိုမြတ်စွာဘုရားကမဟာတတိပဒနာတုတ်မှာတံပစင်ညပပဆိုပြီးတော့ဟောထားတယ်တံပစင်ညပပဆိုတာတတိနဲ့တံပစင်ညဆိုလိုတာကတတိနဲ့တံပစင်ညဆိုတာ တတိတရားနဲ့ဆင်ကျင်တုံတရားဒီနှစ်ခုနဲ့ကိုယ်တဏ္ဍမှာအကုသိုလ်တွေဖြစ်တာကိုစောင့်ကြပ်ပြီးတော့ကြည့်နိုင်အောင်ရသော်ပြားဒီလိုခေါ်အဲ့တော့ဒီလိုစောင့်ကြပ်ပြီးတော့ကြည့်နိုင်တဲ့ဒီတရားတွေကိုဘာလို့ခေါ်တာတုံးလို့ဆိုတံဝရလို့ခေါ်တယ်သူတို့တံဝရဆိုတာအဆုတ်အပိတ်အကုသိုလ်တွေမဝင်ရအောင်ဆုတ်နိုင်ပိတ်နိုင်မှရလူတွေကကြည့်တယ် ရှင်နေတောင်းညံ့တဲ့နေရာမှာဆိုရင်ချင်းမဝင်အောင်ဆိုးကြပိတ်ကြရှင်လုံးစကားတွေလောက်တယ်တော့မို့ချင်းအောင်ချပြီးတော့အဲ့ဒါချင်းမဝင်အောင်ဆိုးပိတ်ထားတယ်ပေါ့အဲ့လိုဆိုးပိတ်ဒါဟာပထမဆုံးကြိုးစားမှုတစ်ခုပဲပေါ့တမ္မဝါယာမမှန်ကန်တဲ့ကြိုးပမ်းအထောက်မှုဆိုတာအဲ့လိုဆိုးပိတ်ထားအောင်ပြောတာမကောင်းတဲ့ကိုယ်အန္တရာယ်ဖြစ်စေမဲ့အရာမဝင်ရအောင်ဆိုးပိတ် မနိုင်လို့ဝင်လာပြီဆိုရင်ဖယ်ရှားဖို့ကြိုးစားဟောတာတမ္မာဝါယာမရဲ့လုပ်ငန်းတစ်ခုအဲ့ဒီလုပ်ငန်းတစ်ခုနဲ့အာဟုသူတွေကိုမဖြစ်အောင်ဆုတ်ပိတ်တယ်ဖြစ်လာတဲ့အာဟုသူတွေကိုဖယ်ရှားဖို့ကြိုးစားတယ်နောက်တစ်ဖက်ကလည်းပဲမဖြစ်သေးတဲ့ကုသိုလ်တရားတွေဖြစ်လာအောင်ကြိုးစားတယ်ဖြစ်ပြီးသားကုသိုလ်တရားတွေတိုးပွားလာအောင်ကြိုးစားတယ်ဆိုတဲ့ကြိုးစားမှု၄ရက်၄ဘက်၄ဌာန်ကကြိုးစားအထောက်မှုဆိုတာအဲ့ဒီကြိုးစားအထောက်မှုတွေဟာ ဘာနဲ့အခြေခံပြီးကြိုးစားအထုတ်လဲလို့ဆိုရင်ခုနပြောတဲ့တတိတံပစဉ္ညာနဲ့အခြေခံပြီးတော့ကြိုးစားအထုတ်မှအောင်မြင်တယ်။ဘာလို့လဲဆိုရင်အကုတတိတံပစဉ္ညာကင်းမဲ့နေတဲ့ပုံကိုယ်တွေဟာအကုတို့ဖြစ်လို့လည်းဖြစ်မှမသိဘူး။အကုတို့ဖြစ်လို့ဖြစ်မှမသိတဲ့အတွက်ကြောင့်ထိုအကုတို့ကိုဖယ်ရှားဖို့ဆိုတာလုံးဝမဖြစ်နိုင်တဲ့အခြေအနေတစ်ခုရှိတယ်။ဒါကြောင့်မို့ခုဘဝအခုအခြေအနေဒီအာတဝါလို့ဆိုတဲ့ဒီတရားတွေ မျက်စိနာနာလျာကိုစိတ်လို့ဆိုရဲဓာရ6ပါးကမပြတ်စည်းဝင်နေတဲ့သဘောတရားတွေကိုသိရှိအောင်တတိနဲ့တံစဉ်ညာနဲ့လေးလာရမယ်အဲဒီလိုလေးလာတဲ့အခါမှာအာဟုတုတွေကိုဆုတ်ပိတ်နိုင်တယ်လို့မြတ်စွာဘုရားကတမပတ္တိတုတ်တံမှာဟောထားတဲ့ဒီစွမ်းအား၅မျိုးစိတ်စွမ်းအား၅မျိုးရှိတယ်အဲဒီစိတ်စွမ်းအား၅မျိုးဟာမြတ်သောအကျင့်ကိုကျင့်နေစေဖြစ်တဲ့ တိခပုဂ္ဂိုလ်တွေရှိရမဲ့စွမ်းအားတွေပဲလို့ဘလဆိုတဲ့နာမည်နဲ့ဟောတာဘယ်ရာပဲဖြစ်ဖြစ်အင်အားရှိလာမှဖြစ်တယ်တဘာဝတရားမှာလည်းပဲစိတ်ဓာတ်ဆိုတာလဲအင်အားရှိမှခုခံနိုင်တယ်အားမရှိရင်မခုခံနိုင်ဘူးပေါ့အင်အားရှိအောင်ကိုကပြုစုပြောထောင်ပြီးတော့ပေးရတယ်လို့ဒီလိုအဓိပ္ပာယ်မျိုးနဲ့ဟောတာအဲ့တော့စိတ်စွမ်းအားတွေကို စိတ်ဆွမ်းအားတွေဆိုတာဘာတွေလဲလို့ပြောမယ်ဆိုလို့ရှိရင်နံပါတ်1ကတတ္ထာတဲ့တတ္ထာဆိုတဲ့စကားလုံးကိုယုံကြည်တယ်လို့ပဲခွန်ကြီးတို့တွေပြန်ကြတယ်မြန်မာလိုပြန်လက်ခံပါယုံကြည်တယ်အဲ့တော့ယုံကြည်မှုဆိုတာတွေ ਨੇ ပတ်သက်လာတဲ့အခါကျတော့အရက်ထဲမှာလိမ့် လိမ့်လိလှိစားသွားတဲ့လူလိမ်ကိုသွားယုံပြီးလို့ဒုက္ခရောက်တယ်ဆိုရင်ယုံကြည်မှုတွေနဲ့သွားပြီးရောထွေးတတ်တယ်ပေါ့ဒါကြောင့်မို့တတ္ထာဆိုတဲ့ယုံကြည်မှုကဒါမျိုးဆိုလိုတာမဟုတ်ဘူးတတ္ထာဆိုတာယုံကြည်မှုဆိုတာဘာလဲလို့ဆိုရင်ကိုယ်တဏ္ဍမှာဖြစ်ပေါ်လာတဲ့တရားဟာကိုယ်နဲ့သာသက်ဆိုင်တယ်လို့ယုံကြည်တာကိုယ်လုထာကိုယ်ပဲတာဝန်ရှိတယ်လို့ယုံကြည်တာ ဒါကိုစာလို့ပြောတော့ကံကံဤအကျိုးယုံကြည်တယ်လို့ပြောတာကံဆိုတာဘယ်သူလောက်တာတော့ဆိုကိုလောက်တာပဲလေအဲ့တော့ကိုလောက်တဲ့အပေါ်မှာ ကိုတာဝန်ယူတာတာဝန်ယူတယ်ဆိုတော့ responsible ဖြစ်တာကိုလက်ခံတာကိုပြောတာ